လူရှင်တော်တယောက်ဖြစ်ဖို့အတွက်ကိုပေါ့နော်ဆရာကြီးစီမှာဆရာကြီးစိုးတဲ့ဆရာကြီးလည်းရှိရကောင်းတဲ့ဆရာကြီးလည်းရှိရပေါ့နော်ဆရာကြီးကတော့အများကြီးပေါ့ဆရာပေါင်းများစွာပေါ့ဗျာကျွန်တော်တို့အဲ့မှာအတွေ့အကြုံတွေကလည်းအများကြီးပဲပေါ့နော်ဒီအနုပညာသမားဆိုရင်ကိုပဲတချို့ကအလူလူနေစိတ်ထဲမှာပေါ့နော်သူတို့စိတ်ထဲမှာအလူလူနေဒါကျွန်တော်တို့အနိုင်ကြခံပုံစံမျိုးအခုပြောမယ်ဆိုရင်တော့ခက်ခွက်စားပေါ့ဗျာကိုဆရာကြီးကတောင်မှာအဲ့လိုမခိုင်ဘူးတခြားအဖွဲသူဖွဲသားတွေဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်မှတ်ရရတယ်အဲဆာကိုကဒါလိုကျွန်တော်ကြာလीအ ပြီးဆက်ခဲ့ရရှိတယ်။မင်္ဂလာပါဗျ။အဲလူရှင်တော်မောင်ချစ်ဖူးပါဗျ။ကျွန်တော်2008လောက်ကပေါ့2008 2008လောက်ကနေစပြီးတော့လူရှင်တော်လောက်ကရောက်လာပါတယ်။အဲကျွန်တော်ဆရာတွေဖြစ်တဲ့ဥစင်မိုးတို့ဦးဆန်းတို့ပေါ့နော် စတင်ပြီးတော့သင်ကြားပေးလို့ရောက်လာဗျ။ဟုတ်။အဲကျွန်တော်တချင်းဆိုရတာကိုအရင်ကြိုက်တယ်။ရန်သဘောကြတယ်။ကြတော့ကြတော့တချင်းနှစ်ပုတ်လောက်ဆိုရင်ကိုပဲအဆင်ပြေတဲ့အနေထားပေါ့အဲ့တော့ဆိုအောင်ပြီးရောလိုက်တယ် ဟိုပစံရတာမရတာအဲ့တော့ဟိုစွန့်ပြီးတော့လိုက်တယ်အဲ့မှာကျွန်တော်ဆိုင်းဆရာလေးတွေအကူအညီလိုတဲ့အချိန်ကျွန်တော်ဆိုင်းဆရာလေးတွေအောင်သူမင်းတို့ဆိုသူမင်းတို့ပေါ့နော်သူတို့အကူအညီလိုတဲ့အချိန်လူရှင်တော်ဝင်ကပေးပါဆိုတော့ကျွန်တော်မကဘူးတခါမှမကဘူးအဲ့ချိန်မှာဆရာကြီးရဲ့တင်ပြမှုနဲ့လူရှင်တော်ကရင်းနဲ့လူရှင်တော်ဘက်ကိုပို့ပြီးတော့အာတန်သွားဘာလို့အာတန်သွားလဲဆိုတော့ကျွန်တော်ပြောလိုက်ရင်ပြိတ္တကရည်တာအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကလည်းပြိတ္တပို့ပြီးတော့ချက်သွားတာပေါ့နော်အဲ့ဒါကြောင့်ပါလူရှင်တော်ဖြတ်တန်းခဲ့တာဟော18နှစ်လောက် အဲပထမဆုံးကတော့ဆရာဖျားဖြစ်တဲ့တောင်းတန်းရပါတော့ကျွန်တော်လေးဦးစင်မိုးလေးဦးမိုးဆန်းအဲပြီးလို့ရှိလို့ရှိရင်ကျွန်တော်ဟိုသင်ပေးတာဘဘစိန်တင်ငွေရဲ့ sign တွေကလူရှင်တော်ကြီးဖြစ်တဲ့ဆုံးတော်ပါပြီကျွန်တော်ဆရာလေးဦးဆရာလို့လည်းပြောလို့ရပါတယ်အမြဲတစေအနီးကပ်တော့ဆုံးမပြီးတော့သင်ကြပေးတယ်ဆရာဦးအောင်ကျော်ပါဟုတ်တခြားကတော့သင်ဆရာမြင်ဆရာကြောင့်အများကြီးပါခင်ဗျာရှိပါတယ်ခင်ဗျာအခက်ခဲကတော့ဒီလူရှင်တော်ဆလုပ်မယ်ဆိုကြတဲ့အတိုင်းမိသားစုထဲမှာလည်းခက်ခဲရရှိတာအမျိုးမျိုးမရှိဘူးပေါ့ အဓိကတော့ဟိုအဖေတို့မေတို့ရဲ့ရှီယိုဆွဲပေါ့ကျွန်တော်အညာဆိုတော့လေတောင်တောင်သူဆိုလဲတောင်သူပဲပေါ့အဲ့တော့မိဘကတော့အရင်တော့သဘောမကျဘူးဒါပေမဲ့လုံရင်လုံရင်တည်းမှာအစီအပြေလာတော့ကြဲမင်းဝါသနာပါမတားတော့ဘူးဆိုတော့လှုပ်ပြလိုက်အဲ့ဒါနေလူချင်းတော့ဖြစ်တာအဲ့လူတော့မရှိဘူးဗျကျွန်တော်တို့စီမှာကဟိုပြောမယ်ဆိုရင်အညာမှာကသူ့လုတ်ကိုလုတ်ပဲလေအဲဖေတို့မေတို့ဆိုလဲတောင်သူပဲလုတ်တယ်ကျွန်တော်ကအကြောင်းအထွက်ပြီးတော့ဒီနုပညာလောက်ကိုလုတ်တယ်ဆိုကြတဲ့အတိုင်း ောက်ကနေပံ့ပိုးမှုကတော့မရှိခဲ့ဘူးဒါအမှန်တိုင်းပြောတာပေါ့နော်ဟိုဘာလို့လှုပ်လှုပ်လှုပ်မင်းလှုပ်တော့မင်းလှုပ်ချင်တာလှုပ်အဲအဲ့ဒါမျိုးပေါ့အဲကျွန်တော်ကလည်းကိုထူးကိုကျွန်တော်အတိုင်းပဲဟိုလိုက်နေရရင်ကိုပြောနေတာပေါ့စက်ထဲဆိုင်နဲ့ဒီဝိုင်းနဲ့အကုန်လုံးလိုက်နေရရင်ကိုပြောနေတာကျွန်တော်ဒီအမှုပညာလုပ်နေရရင်ကိုပြောနေတာလူရှင်တော်တယောက်ဖြစ်ဖို့အတွက်ကိုပေါ့နော်ဆရာကြီးစီမှာဆရာကြီးစိုးတဲ့ဆရာကြီးလည်းရှိတယ်ကောင်းတဲ့ဆရာကြီးလည်းရှိတယ်ပေါ့နော်ဆရာပြောင်းဆရာကြီးကတော့အများကြီးပေါ့ဆရာပေါင်းများစွာပေါ့ဗျာကျွန်တော်တို့အဲ့မှာအတွေ့အကြုံတွေကလည်းအများကြီးပဲပေါ့နော် တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောမှဆိုရင်လူရှင်တော်စတင်ပြီးဆိုရတဲ့အားလုံးကအမှုပညာဆိုအရန်အားပေးတဲ့သူရှိသလိုဒီအမှုပညာသမားဆိုရင်ကိုပဲတချို့ကအလူလူနေစိတ်ထဲမှာပေါ့နော်သူတို့စိတ်ထဲမှာအလူလူနေဒါကျွန်တော်တို့အနှိမ့်ချခံပုံစံမျိုးအဲခုပြောမှဆိုရင်တော့ဖက်ခွက်စားပေါ့ဗျာအဲဒါမျိုးလေးပေါ့ရှိပါတယ်အများကြီးပါပဲဒါတွေကပြောစရာရတော့အများကြီးကတချို့ဥစ္စာတွေကြားလို့မကောင်းမမေးနိုင်စရာကတော့ ဘယ်လိုပြောမလဲစားပြီးလုံးပြီးဆိုကြတဲ့အတိုင်းလို့ရှင်တော့စားလုံးပြီးဆိုကြတဲ့အတိုင်းကျွန်တော်တို့မှာကျွန်တော်တို့ဟိုဒီဘက်ကကိုမိသားစုဘိုင်းကတစ်မျိုးဒီအလုပ်ထဲမှာအဆင်ပြေအောင်ကမမက်ရရကျွန်တော်ကသွားတာတော့လို့ရှင်တော့လိုင်းနေဒါမှမဟုတ်ဆိုင်ထဲမှာရှိပါရဲ့ကျွန်တော်ကိုယ်ကြိုးစကားတော့မဟုတ်ပါဘူးเนาะဟာလောင်းအလုံးလေးအလုံးစင်းလေးအဲ့ဒါတည်းရပါကျွန်တော်စကားခေါ်ရပါလုံးစင်းလေးလောင်းဟာကျွန်တော်မသိဘူးလုံးစင်းလေးခေါ်လည်းမသိဘူးကျွန်တော်တံပြာသီးခေါ်လည်းမသိဘူး လောက်ဟိုကခိုင်းနေရခိုင်းပေါ့အကုန်လုတ်ပေးရအကုန်မှာအရွယ်ပါညာကွန်ဝဲစလိတ်ဝဲဒါလေးတွေအစအကုန်လုံးအဲတခါလေးဟိုနင်းပေးနေပေးဒီဆရာတွေထက်ဒီကုဆရာတွေကတောင်မှအဲ့လောက်မခိုင်းဘူးတခြားအဖွဲသူဖွဲသားတွေဆိုလို့ရှိရင်ကျွန်တော်တို့မှတ်မှတ်ရရပဲအဲစာကိုကဒါလိုချင်တော့ကြာလေပြစ်ဆက်ခဲ့ရရှိတယ်အများကြီးပါပြစ်ဆက်ရအဲကျွန်တော်တို့အညာမှာကလူရှင်တော်ကြီးပဲတီးတဲ့ဆိုလို့ရှိရင်အစဉ်ပြေတဲ့လူတွေလည်းပြေကြပါတယ် ကျွန်တော်တို့ကြတော့နည်းနည်းတက်လဲရလာပြီဆိုတော့လေကျွန်တော်တလိုင်းတော့လုံးမရကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုပြောလဲတချင်းလဲဆိုတဲ့အောင်လောက်ထားရယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်လူရှင်တော့မှရှိသေးတယ်ဒီခါလေးမျက်လက်လေးတွေပေါ့ပျော်စရာလေးတွေဒါလေးတွေလည်းဖြစ်အောင်ကိုကိုအဲ့လိုပေါ့ဝမ်းစာတော့ဖြစ်ရတာပေါ့ဒါမှလည်းကျွန်တော်တို့ကပွဲရအဓိကတော့ကျွန်တော်ကကြင်တာကကြင်တာဆိုကြင်တာဒီကနေဆိုနေရရင်ထမင်းမေဟင်းမေတခါလေးမိသားစုတော်မေပါ အဲဆိုလို့ရှင် ပြန်အားနာရတဲ့အပိုင်းလေးရှိတယ်မိသားစုအားအားနာပါလေငါဒီထဲကိုရောက်သွားရင်ငါစိတ်ကမရတော့လို့ပါတဲ့အဲ့လိုတောင်းပန်ရတာရှိဘဝရင်လည်းပြစ်တာလည်းရှိအားပေးတဲ့သူရှိလို့အားမပေးတဲ့သူကလည်းယူရှိတာပေါ့နော်ကိုကိုလုံးနေတာကဥမာတစ်ခုကကျွန်တော်တို့ရက်တည်နေတာကငွေကြေးအတွက်ရက်တည်နေတယ်ဆိုလို့ရှင်ငွေကြေးနောက်ကိုလိုင်းနေတာမျိုးရှိတယ်အဲ့မှာအလုပ်တွေဆိုလို့ရှိရင်တခြားလုပ်ငန်းတွေဖြတ်ခဲ့ရတာရှိတယ်တချို့ဥစ္စာတွေကြောင့်လည်းအဲ့လိုဖြတ်ထားခဲ့တာပေါ့အဲ့လိုရှိရပါဘူး တကယ်တကယ်ရတော့ဗျာဝိုင်းရင်ကြောင့်လုံနေအမောဘူးဝိုင်းရင်ကြောင့်ကတော့ကျွန်တော်တို့ဘာကျွန်တော်ကြမ်းဘာလုံးရမလဲဆိုတဲ့ဥစားဝိုင်းရင်ကတော့တတ်တတ်ဝိုင်းရင်အလုပ်ရှိလိမ့်မယ်ဒီစားထားပါလူရှင်တော်နဲ့ကိုယ်ပဲကနေရရင်ကိုပြောနေတာအလုပ်ဖြစ်နေဝါသနာပါတာစိစက်ကြရာကိုရုတ်ထင်နေတာအမှုပညာချစ်ကိုချစ်တာချစ်တာကျွန်တော်ပြက်ကျွန်တော်ပြက်လုံးပြက်ဘူးလေဘာလို့ပြောဟိုဟာကျွန်တော်ဆရာဝန်ကြီးဆိုလဲကျွန်တော် ဖြစ်ချင်တယ်ဟာကျွန်တော်အင်ဂျင်နီယာကြီးလဲကျွန်တော်ဖြစ်လိုက်ချင်တာပဲနိုင်ငံကိုအကျိုးပြုမှာဟာကျွန်တော် အကျိုးပြုမဲ့သူတယောက်ပေါ့အင်ဂျင်နီယာလည်းဖြစ်လိုက်ရှင်တာပဲအများကြီးပဲကျွန်တော်အဲကျွန်တော်ပြောချင်တာသမရာကြီးလည်းဖြစ်လိုက်ရှင်တာပဲဝင်းကြီးချုပ်ကြီးလည်းဖြစ်လိုက်ရှင်တာပဲကျွန်တော်ဖြစ်ချင်တာအများအဲကျွန်တော်စဉ်းစားရပါလို့ငါတယောက်ဆောင်လို့ရှင်တော့လုံးလိုက်အကုန်လုံးရမယ်တေမရက်ဖြစ်မှာပါတေတောင်မှာပဲဟိုပါပေါ့ဘဘဟိုပါပြောဦးမပြောသလိုပေါ့ဟိုလူရှင်တော်တွေကျွန်တော်တို့အမှုပြန်သမားကြီးကြမယ်ငယ်ရတက်တက်ရှိတယ်တဲ့အဲ့ငယ်ရအမြဲတမ်းမပြတ်တမ်းကနေတာအဲဆိုကျွန်တော်မပြတ်တမ်းကမောကမကမတိကြတယ် အရန်ချစ်ပါတယ်ကျွန်တော်ပြိတ္တတွေချစ်တဲ့ပြိတ္တတွေအများကြီးရှိတယ်လို့ဟုတ်လားအားလုံးချစ်ပါတယ်နောက်ကြောက်ကျေးဇူးတင်ပါတယ်အင်တာဗျူးပေးလက်အတွက်ကိုလည်းကျွန်တော်စ조사ရတာပေါ့နော်အဲ့တော့အားလုံးကိုလည်း조사ရစီရှင်ပါတယ်ကျွန်တော်လည်း조사ပြီးတော့ဒီလိုပဲဖြစ်အောင်ဒါပါလို့ဆိုအမှုပညာပါပဲဒါလည်းအမှုပညာတစ်မျိုးပဲပေါ့နော်ကျွန်တော်ကိုယ်ခံစားချက်ကလေးတွေဒီလိုမျိုးလေးတွေ အဲ့တော့တခြားတခြားသတိရှင်တွေကိုလည်းဖိတ်ခေါ်ပါရယ်နော်လူရှင်တော်တွေအားလုံးပဲကျွန်တော်ရင်ခွင့်လို့ရရတယ်ဘောနော်အဲ့လိုမျိုးတော့အခုလိုမျိုးဖြူဖြူတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ